Alo mê mình là bà chứ မကျနာတရင်ကြနေရဲ့မေလာတရင်နေရေဒီယိုစစ်စုံသက်ဆက်ပြောမှာဖြစ်ပါရယ်မကတ်မွန်ချေရွာကမလီခမြကန်တရှောင်းမှာရေကာတာမလုတ်ပေးပဲရွှေသူပေါ်နေတော့အမြန်ဆုံးရတန်ပေးစေလို့ကြောင်းဒီတာကန်ပီတူတွေကတောင်းဆိုနေကြပါရယ်ကန်အေးဘုံမုံမြို့တိန်တိုက်ပွဲဆက်လက်ပြင်းထန်နေပါရယ်အာနာသိစစ်ကောင်စီရဲ့ငလင်းအကြောင်းပြပြီးအပြည့်အကျညာခဲ့တဲ့ဧပြီလနေ့ရက်နေ့ရက်နေ့22ရက်နေ့အတွင်းလေကြောင်းတိုက်ခိုက်မှုတွေကြောင်းဒီတာကန်ရက်သားပီတူ138ဦးအထိတိုက်ဆုံခဲ့ရပါရယ်စားတဲ့တရင်တွေကိုသက်ဆက်ပြောမှာပါကျမတို့အစီအစဉ်သက်ဆက်သွင်းနေပြီ ဖြစ်ပါတယ်။ KIA ရဲ့ပုံမျိုးတင်တက်ပေါ်ဆက်လက်ပြင်ထန်နေပါတယ်ဆက်စိုင်းကတည်ဆက်ပေးမှာပါကချင်ပြည်နယ်ရဲ့ဒုတိယမြို့တော်ပုံမျိုးပန်းမှာတိုက်ပွဲတွေဆက်လက်ပြင်ထန်နေဆက်ဖြစ်တယ်လို့ကချင်လွတ်လပ်ရေးအဖွဲ့အစည်း KIO KIA တည်င်းနဲ့ပြန်ကြားရေးဌာနရဲ့ April 30ရက်နေ့ကထုတ်လွှင့်တဲ့တည်င်းရုပ်သံမှာဖော်ပြထားပါတယ် ဧပြီလ25ရက်နေ့ကနေဒီကနေ့အထိပမောဘက်စစ်ရေးအခြေအနေဆက်လက်ပြင်းထန်နေဆဲဖြစ်ပြီးတိုက်ပွဲအတွင်းစစ်ကောင်စီတပ်ဟာလေကြောင်းအထက်ကထားအုံပြုပြီးတော့နေညာလေနဲ့ဘုံကျဲတိုက်ခိုက်နေရလို့ဆိုထားပါတယ်။လေးလာကျော်သွားပြီဖြစ်တဲ့ပမောတိုက်ပွဲအတွင်းနှစ်ဖက်တပ်ဖက်ကထိခိုက်ဒဏ်ရာရတာတွေအများအပြားရှိနေပြီလို့ထပ်မံဖော်ပြထားတာပါ။ဒါပြင် KIA ပူပေါင်းတပ်တွေကနေစကခ23တပ်စခန်းကြီးနဲ့ကြန့်ရှိနေတဲ့စစ်ကောင်စီတပ်စခန်းတွေကိုအပြစ်တပ်တိုက်ခိုက်သိမ်းပိုင်နိုင်ရေးအထွတ်ဆက်လက်တိုက်ခိုက်နေဆဲဖြစ်တယ်လို့ထပ်မံဖော်ပြထားပါတယ်။ ဗမာမျိုးအတွင်းကစစ်ကောင်စီတပ်တွေကို KIA PDF ပူးပေါင်းတပ်ဖွဲ့တွေကနေဒီဇင်ဘာလ၄ရက်နေ့ကစတင်တိုက်ခိုက်ခဲ့ပြီးလက်ရှိ KIA ပူးပေါင်းတပ်ဖွဲ့တွေကနေဗမာမျိုးအနေအထားအများစုကိုထိန်းချုပ်ထားနိုင်တဲ့အခြေအနေလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့မတ်လ28ရက်နေ့ကစကိုင်းငရင်ကြီးလောက်ခတ်ခဲ့ပြီးနောက်အာနာဒိန်စစ်ကောင်စီကပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကိုလှုပ်ဆောင်နိုင်ဖို့ဆိုပြီးတော့ April 2ရက်နေ့ကနေ April 22ရက်နေ့အထိယာယီအပြစ်ရတယ်လို့ကြေညာခဲ့ပြီးနောက် April 30ရက်နေ့အထိထပ်မံတုံ့ပြန်တမထားရလဲဖြစ်ပါတယ်။ဒါပေမဲ့လည်းစစ်ကောင်စီကမြေပြင်အပြင်လေကြောင်းတိုက်ခိုက်မှုတွေကိုပါတနင်္ဂနွေလုံးမှာဆက်တိုက်ပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။ ီတူလူထုအနေနဲ့မိမိဒေတာမှာဖြစ်ပေါ်နေတဲ့သတင်းကြောင်းရာတွေကိုပေးဖို့ channel ဆိုရင်တော့မချနာသတင်း channel ရဲ့ messenger အနေဖြစ်စေဖုန်းနံပါတ်3996333တနစ်တက်ကိုဖြစ်စေဆက်သွယ်ပေးဖို့နိုင်ပါတယ်ဘူတောင်မြို့နယ်မကမောချေရွာကမလီခမင်ကန်တရှောင်းမှာရေကာတာမလုတ်ပေပဲရွှေသူပေါ်နေတော့ကိုအမြန်ဆုံးရထပ်ပေးစီလို့ကြောင်းဒေတာခံပြည်သူတွေကတောင်းဆိုနေကြပါတယ်။ထရိုဆာကတင်ဆက်ပေးမှာပါ။ လူကြီးလမ်းကြောင်းရှိတဲ့အချိန်မှာသာခဏနာပြီးဂျန်တဲ့ရက်တွေမှာဆယံတရားတွေပဲဟိုးတွေအစီ90ကျော်လောက်နဲ့နင်းညမပြတ်ရှူတူးပေါ်နေကြတာဖြစ်တယ်လို့မကတ်မော်ဒေတာကန်တွေကိုစားဒေတာကန်တွေကပြောပါတယ်နေညာနာရမရှိအဲ့လိုတူးနေလို့မြက်ကန်းတလျှောက်ကနေကလောက်ရှိရတော့ကဘာအလုံးသူတို့တူးလို့ကုန်လာပြီ ချွေတူးပေါ်တာတွေရဲ့နာပေပေါ်ပြောဆိုပမဲ့လဲဖြူဟာနဲ့အုတ်ချုပ်ရဲ့ချိတ်ဆက်ပြီးလုံနေတာဖြစ်တယ်လို့ရွာသားတွေရဲ့တောင်းဆိုချက်ကိုအရင်မလို့ပဲဆက်လက်တူးပေါ်နေကြတဲ့အတွက်ကန်တလျှောက်မှာရှိတဲ့ကြောက်ကဘာတွေလည်းတနေ့တစ်တနေ့အားလုံးဖြစ်စည်းလာနေပြီဖြစ်တယ်လို့လည်းဆိုပါတယ်ကြောက်ကဘာတွေပျက်စီးသွားရင်မြေတွေပြိုကျပြီးရွာတွင်းကစားတဲ့ကြောင်ဝင်ပေါလုံးကွေးမြေနဲ့ရွာမြေတွေစိုက်ပြုတ်ခင်းစိုက်ခင်းမြေတွေပါသွားမှကိုဆိုရင်နေရတယ်လို့လေဒေတာခံကပြောပါရယ် ရေကားသွားဖို့ကိုမေပို့ခို့လေးရေကားတော့ခေါ်လိုက်ကြတာ ဖြစ်တဲ့အတွက်အဲ့ဒီကနေရေဝင်တာကျွန်တော်တို့အိမ်တွေလဲတွေဆိုရဝန်ထမ်းចောင်းဆ iam တွေနေတဲ့အဆောင်တွေចောင်းဆောင်တွေခမဆောင်တွေအားလုံးပြည့်စည်လာမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ရွာသားတွေကမလုပ်စေချင်ဘူး ကန်တရှောက်မြေပြိုမှုတွေဖြစ်လာတာကြောင့်ရေကာတာလုတ်ပေးဖို့အစိုးရစီကိုမနစ်ကရှောက်ချခဲ့တာဖြစ်ပြီးရေကာတာလာမလုတ်ပေးပဲဂျေးရော်အစုအတွင်ကအုပ်ချုပ်ရေးမှုနဲ့ကုမ္ပဏီလုပ်ငန်းရှင်တွေနဲ့ပူးပေါင်းပြီးအထည်ရင်ငုတ်ကျင်းတာမကကန်တရှောက်ကိုရှင်တူးပေါ်မှုတွေကိုဖြုတ်လုပ်နေတာဖြစ်တယ်လို့သိရပါတယ်ရှိတူပေါ်တဲ့ရှုလောက်ကတဲ့ကိုစစ်သားရင်းရဲ့ရေကအလေးချဆောင်ချက်ပြီးကောက်ွယ်ပေးချရလို့လေဒေတာခန့်တွေစီကကြတီရောက်ပါတယ် အဲဒါကြောင့်ဒေသခံတွေဟာရွာအတွင်းကမြေတွေကိုရွှေတိုးခွင့်ပြုနေတဲ့အုပ်ချုပ်ရေးမှုကိုအ мян ဆုံးဖြုတ်ချပေးဖို့နဲ့ရွှေတိုးပေါ်လာတွေကိုအ мян ဆုံးရပ်တန့်ပေးဖို့အတွက်သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှုတော်မကပြည်နယ်ဝန်ကြီးတွေအထက်အချင်းချင်းစာတင်ခဲ့ပေမဲ့အခုထိအရေးယူတာမရှိသေးဘူးလို့လည်းပြောပါရယ်ဘုဒ္ဓခရအတွင်းရှိရွှေထက်တဲ့နေရာတိုင်းလိုလိုအခုအချိန်မှာရွှေတိုးပေါ်နေတဲ့အတွက်ဒေသအတွင်းရှိအရေးမြေတောတောင်တဘာဝပတ်ဝန်းကျင်တွေအလုံးတစ်နေ့တစ်နေ့ပြည်စည်းလာနေပြီဖြစ်ဖြစ်အ мян ဆုံးတားဆီးပေးဖို့ကိုလည်း ောင်းဆိုနေပါတယ်အနာဒိစကောင်စီရဲ့ငလင်အကြောင်းပြပြီးအပြည့်အချင်းညာခဲ့တဲ့ရေဘီလာနေရနေရနေ22ရက်နေ့အတွင်းလေချောင်းတက်ခိုက်မှုတွေကြောင့်ဒေသခံအရတားပြည်သူ138ဦးအထိတိုက်ဆုံခဲ့ရတယ်လို့နိုင်ငံတကာမြန်မာသတင်း BNI ကနေဒီကနေ့ထုတ်ပြန်လိုက်ပါတယ်။အဲဒီအပြည့်အကာလထိမှပဲမြို့နယ်ပေါင်း40ကိုစစ်ကောင်စီကလေချောင်းဝတဆင်ပုံချေတက်ခိုက်မှုဖြစ်စဉ်ပေါင်း90ခုအထိရှိခဲ့ပြီးအရတားပြည်သူ138ဦးအထိတိုက်ဆုံခဲ့ရတယ်ဖြစ်ပါတယ်။ ာနာဒိတ်စစ်ကောင်ဆောင်မင်းအောင်လှိုင်နဲ့အာဆီယံအလေးချအုပ်ကထမလေးရှားဝန်ကြီးချုပ်တို့ ဧပြီလ19ရက်နေ့ကသိဆုံးမှုအပြီးဧပြီလ18ရက်နေ့မနက်မှာပဲမန္တလေးတိုင်းတပိတ်ချင်းမြို့နယ်လိပ်ကျခြေရွာကိုစစ်ကောင်စီကပေါင်300ပုံခြေချခဲ့ပြီးတော့တိုက်ခိုက်ခဲ့ပါတယ်။အဲဒီဖြစ်စဉ်မှာလည်းရတပီသူ73သိဆုံးခဲ့ပြီးတော့တစ်ဆက်တည်းမှာပဲဧပြီလ19ရက်နေ့နေ့ခင်းပိုင်းမှာတပိတ်ချင်းမြို့နယ်ရေထွက်ခြေရွာကိုလေကြောင်းကနေထမှန်ပုံခြေမှုတွေလှုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီဖြစ်စဉ်မှာလည်းနနစ်တာအွေကလေးငယ်အပါအဝင်အရသာပြည်သူ24ဦးအထိတိစုံခဲ့ရပါတယ်။ စကောင်စီအငလင်းအကြောင်းပြပြီးအပြည့်အချိန်ညာခဲ့ပေမဲ့အဲဒီကာလတည်းမှာပဲရန်ကုန်တိုင်းကလွေလို့တခြားတိုင်းတွေပြီးနေ73ခုလုံးကိုလေကြောင်းတိုက်ခိုက်မှုတွေနေ့စဉ်ရက်ဆက်ကျွလုံခဲ့ရလို့ BNN ရဲ့ထုတ်ပြန်ချက်မှာဖော်ပြချပါရယ် ငလင်တောင်အခြေခြေထိခိုက်ခံတာရတဲ့မန္တလေးတိုင်းနဲ့စကိုင်းတိုင်းတို့ကိုလေကြောင်းဝါနေတဆင်ပုံချွေးတိုက်ခိုက်မှုတွေအများဆုံးပြုလုပ်ခဲ့တယ်လို့လည်းဆိုပါရယ်အာနာဒိန်စက်ကောင်စီဟာအာနာဒိန်ကာလာတလျှောက်လုံးလေကြောင်းဝါနေပုံချွေးတိုက်ခိုက်မှုပေါင်း2096ကျင်းအထိကျူးလွန်ခဲ့ပြီးတော့ရတာပီတူ2149ဦးအထိတိစုံခဲ့ရတယ်လို့သိရပါရယ်အချက်တဲကာလာတွေမှာကိုယ့်ရဲ့စိတ်ကြမ်းမာရေးကိုယူဆိုင်နိုင်မယ့် self care နည်းလမ်းလေးတွေကိုဝေမျှပေးလိုက်ပါရယ် လက်တလောကျမတို့ကြုံတွေ့နေရတဲ့ငလင်လောက်ခတ်မှုဖြစ်ရဆိုကြောင်းနိုင်ငံတော်မှာထိခိုက်နှံ့မှုများစွာကြုံတွေ့နေရပါတယ်။အဲ့ဒီထဲမှာစိတ်ပိုင်းဆိုင်ရာထိခိုက်မှုများကလက်ရှိကာလမှာတည်းမက နောက်ဆက်တွဲတက်ရောက်မှုများစွာရှိနိုင်တာကြောင့်ကျမတို့ရဲ့စိတ်ကြမ်းမာရေးအတွက်အလွယ်တကူဂရုစိုက်နိုင်မဲ့နီလန်းလေးတွေကို ဝေမျှပေးသွားမှာဖြစ်ပါတယ်။ဒီကာလမှာအဓိကကြုံရလေးရှိတာကစိုးရိမ်တော့ကတွေဖြစ်ပါတယ်။ငလင်ဖြစ်ပွားတော့ကကြုံလိုက်ရတဲ့စိတ်အခြေအနေတွေ ဆိုရှယ်မီဒီယာကသတင်းတွေကြောင့်ပူပန်မှုတွေဖြစ်နိုင်ပါတယ်။ဒါကြောင့်ဒီစိုးရိမ်မှုတွေလျှော့ကြအောင်နဲ့စိတ်လုံခြုံတဲ့ခန်းစားချက်လေးတွေရအောင်ပေါ်ပြပါအချက်လေးတွေလုပ်ကြည့်လို့ရပါတယ်။၁မိမိရဲ့ခံစားချက်တွေအတွေ့အကြုံကိုကိုယုံကြည်ရတဲ့မိသားစုတငယ်ချင်းမိတ်ဆွေတွေကိုယဉ်ဖွင့်ပြောဆိုတာကိုယ့်ရဲ့ခံစားချက်လေးတွေကိုမဝေဖန်ပဲအတိအမှတ်ပြုပေးတာမျိုးကအများကြီးအထောက်ပံ့ပြုပါတယ်။နှင်းလက်ရှိဖြစ်စုံပံကိုအာယုံဆိုင်ပြီးစိတ်ကိုပြန်လည်တည်ငြိမ်လာအောင် အသက်ကိုပြင်းပြင်းရှူသွင်းရှူထုတ်လုပ်တာကိုယ့်ရဲ့ပတ်ဝန်းကျင်ကအတန်းအနက်အထီအတွေ့မြင်ကွင်းတွေကိုဂီယူတစိုက်အာယုံခံကြည့်တာမျိုးတွေလုပ်လို့ရပါတယ်၃မိမိကိုစိတ်သက်သာရာရစေမဲ့တည်ငြိမ်စေမဲ့အရာလေးတွေလုပ်တာဥပမာညင်ညောင်းတဲ့တန်ဆန်လေးတွေနားထောင်တာအကြည်ဆွဲတာအယောင်ချဲတာအိမ်မွေးတိရစ္ဆာန်လေးတွေနဲ့ဆော့ကစားတာမျိုးတွေပြုလုပ်လို့ရပါတယ် ရုပ်ပိုင်းဆိုင်ရာဓမ္မရေးနဲ့စိတ်ပိုင်းဆိုင်ရာဓမ္မရေးကဆက်ဆက်နေတာဖြစ်လို့ခန္ဓာကိုယ်လိုအပ်ချက်လေးတွေကိုဂရုစိုက်ပေးဖို့လိုအပ်ပါတယ်။လေးအိပ်ဆက်ခြင်းဟာကျမတို့ရဲ့ကိုယ်ရောစိတ်ကိုပါအကောင်းဆုံးသောအနာပေးတဲ့နည်းလမ်းဖြစ်တာကြောင့်အိပ်ချိန်ပြပြဝဝဖြစ်အောင်အိပ်ဆက်အနာယူဖို့အိပ်ချိန်ပုံမှန်လေးတွေထားရှိဖို့တိုက်တွန်းချင်ပါတယ်။၅ဒီချိန်မှာစားချင်တောက်ချင်စိတ်တွေယောနေနေနိုင်ပြီမယ်ရေတက်ပြေဝအောင်အာဟာရပြေဝအောင်စားတောက်ဖို့လိုအပ်ပါတယ်၆ ိုလက်လှောက်ရှာမှုဟာစိတ်ရောကိုယ်ပါအထောက်ပံ့ဖြစ်စေတာမို့မိမိတို့အတွက်အဆင်ပြေတဲ့လေ့ကျင့်ခန်းတွေပြုလုပ်တာအကျောလျှော့ပေးတာမျိုးတွေပြုလုပ်ပေးလို့ရပါတယ်ငလင်ဖြစ်ပွားပြီးနောက်ပိုင်းမှာကိုလုံးနေကြနေစဉ်လုပ်ငန်းဆောင်တာတွေကိုမလုပ်ဖြစ်တာမျိုးတွေရှိတတ်ပါတယ်။ဒီခါမှာအတွေးတွေများလာပြီးစိတ်မသက်သာတာတွေရှိတတ်တာကြောင့်ကိုယ့်ရဲ့ routine လေးတွေလည်းလည်ပတ်ဖို့စူးစမ်းကြည့်စေချင်ပါတယ်။ခုနေ ဆိုရှယ်မီဒီယာကသတင်းအချက်အလက်တွေရဖို့အရေးကြီးသလိုဆိုရှယ်မီဒီယာကသတင်းအမှားတွေပုံရိပ်တွေကကိုယ့်ကိုစိုးရိမ်ပူပန်နာတွေဖြစ်စေနိုင်တာကြောင့်အချိန်ကတ်သက်ပြီးအသုံးပြုတာကပိုပြီးအကျိုးရှိပါတယ်။ရှင်းကိုဝါသနာပါတဲ့အရာတွေကိုယ့်ကိုစိတ်ပျော်ရွှင်စေမယ့်အရာတွေဥပမာတခြင်းနာထောင်တာစာဖတ်တာပုံဆွဲတာမျိုးလေးတွေလှူဆောင်လို့ရပါတယ်။ကို ိုယ့်ရဲ့တငယ်ချင်းမိတ်ဆွေတွေနဲ့အဆက်အသွယ်မပြတ်ရှိတာအချင်းချင်းကူညီထောက်ပံ့တာကိုတက်နိုင်တဲ့အပိုင်းတွေမှာ volunteer စေတနာဝန်ထမ်းတွေအနေနဲ့ပါဝင်တာမျိုးတွေကစိတ်ကျမ်းမာဖို့အထောက်အကူပြုပါတယ်။ဒီဖြစ်ရဆိုကြီးဟာကျမတို့ရဲ့စိတ်ကျမ်းမာရေးကိုတက်ရောက်ပြီးအကျိုးဆက်နေနဲ့လဲစိတ်ပိုင်းဆိုင်ရာပြဿနာတွေဖြစ်လာနိုင်တာကြောင့်ဂျိုတင်ကာကွယ်တာမျိုးတွေပြုလုပ်လို့ရပါတယ်။အစဲ စိတ်ဖိစီးမှုတွေဖြစ်လာတဲ့အခါ unhealthy coping မမှန်ကန်တဲ့ဖြေရှင်းနည်းတွေအသုံးပြုတာမျိုးရှောင်ကျဉ်သင့်ပါတယ်။ဥပမာအရက်အလွန်ကျွံတောက်တာ၊ငူရက်ဆေးဝါးတုံ့ဆွဲတာ၊ကိုယ့်ရဲ့ခံစားချက်တွေကိုတခြားသူပေါ်ပုံချမိတာမျိုးတွေရှောင်သင့်ပါတယ်။ဆက်တဲ့ ora yin ဆိုင်နိုင်ဖို့ခက်ခဲလာပြီးမိမိအတွက်လိုအပ်လာပြီးဆိုရင်စိတ်ပိုင်းဆိုင်ရာအရာအကူအညီတွေရယူတာ၊ counseling ယူတာ၊ emotional support session နဲ့ workshop တွေပါဝင်တာ၊ဆရာဝန်တွေနဲ့ပြသတာမျိုးတွေပြုလုပ်သင့်ပါတယ်။ ဆက်နှစ်ဒီကာလမှာကိုမလုတ်ပေးနိုင်တဲ့မကူညီပေးနိုင်တဲ့အရာတွေကလည်းအများကြီးရှိနိုင်တာမို့ဖြစ်နိုင်ရင် ကိုလုတ်နိုင်တတ်နိုင်တဲ့အရာတွေပေါ်မှာပိုအာယုံဆိုင်ပြီးကူညီထောက်ပံ့တာမျိုးကကိုယ့်ရဲ့စိတ်ကြံမာရေးအတွက်ကောင်းမွန်စေနိုင်ပါတယ်ဒီကနေ့သတင်းချန်နေရေဒီယိုအစီအစဉ်ကိုအပတ်စဉ်သတင်းလာနေရနေတောက်ကြနေအထီး ည၈နာရီအချိန်တိုင်းမှာတင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက်စောင့်မျှော်နာဆင်နိုင်ပါပြီ။ကချင်ပြည်နယ်အတွင်းကနောက်ဆုံးရသတင်းတွေနဲ့အတူအခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုလည်းမြချနာသတင်း Channel App, Facebook စာမျက်နှာ, YouTube နဲ့ Website တို့ကနေသတင်းလဲစောင့်မျှော်ကြည့်ရှုနာဆင်နိုင်ပါပြီ။